မြန်မာနှုတ်ဝတ် channel ကိုအစ်တဆိုင်အားပေးနားဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပြီးတော့ပရလောကနဲ့ဂမ္ယဇလာကောင်းလေးတွေကိုနေ့စဉ်ရွေးချယ်တင်ဆက်ပေးနေပါတယ်။ဒီကနေ့မှလည်းပရိသတ်များနားဆင်ရမယ့်ဇလာလေးကစာရေးသူခိုးရေးသားထားတဲ့မောင်ရီခဲနဲ့ယုံကြည်မှုဤနောက်ွယ်ဇလံလေးကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။မနေ့ဆော့ဆော့ဆရာဆိုတဲ့ခေါ်တဲ့အကြောင်းမောင်ရီခဲနိုးလာခဲ့ပါတယ်။ မော်ထင်ပေါ်လဲအဲ့ဒီလိုပဲအင်ကြီးထဲမှာသူတို့နှစ်ယောက်ကလွဲလို့ဘသူမှရှိမနေချက်အလုတ်ထဲမှာတော့အိမ်တလုံးဆောက်ပြီးနေထိုင်ကြတယ်မော်ထင်ပေါ်လူထွက်လာပြီးနောက်ဆရာဖြစ်သူနဲ့အတူတူပြန်လာနေပြီဆရာရဲ့ကိစ္စအဝဝကိုတက်နေသမျှဆောင်ရွက်ပေးရှာတယ်ဆရာတော်ဥမေဒါဝိကလည်းကြောက်မှပဲနေချဖို့ခေါ်တယ်ဒါမဲ့ဒုက္ခပေးရရောက်မှဆိုတဲ့အတွက်ဆရာတော်ဘယ်နှယောက်တီးတက်ခွဲနေကြတယ်အခုလေတရရောက်ကလာနိုးနေတဲ့အတွက်ထားဖို့ပြင်လိုက်ကြတယ် တကားဖွင့်ပြီးတာနဲ့စီးကြုံနေတဲ့သူကရွာမြောက်ပိုင်းကကိုတာလဟာကိုတာလစုံးလိုက်ကြည်လားဗျာစောင်းမရမဆရာလေးရဲ့အလို့ရကြီးပါလားစုစမ်းမအောင်လာရေးကိစ္စလေးဆရာနှမသူ့ဇပေါ့ဘက်ကချုံရုံနာနေလို့ဆိုလားကိုတာလာတော့နောက်ပြီဗျာချုံရုံနာတာကျုပ်ကဘာလို့ပြေးနိုင်မှာလဲဗျဆရာဝင်ပြကြည့်ပေါ့ပြပါကောလားဆရာရဲ့ဓမ္မတွေပါရိုက်ပြီးစစ်ထားတာ ချုပ်ရွားတော့ဘာမှမဖြစ်ဘူးတဲ့ဒါပေမဲ့သူ့ဘိုက်ကချုပ်ရွားဆက်ပြီးနားနေတာတဲ့ခုဆိုခါတော့မမတ်မနေရဘူးနားလို့တယ်ဗျအဲ့ဒါဆရာစီလာပြီးယူမျိုးမေးကြည့်မလို့ပြီးတော့လက်ချောင်းနဲ့ကလိကလိဖြစ်နေတဲ့ကိစ္စလေးပါမင်းမေတဲ့ဟုတ်ကဲ့ပါဗျာကဲကဲအိမ်မော်သွားချေကျုပ်မျက်နှာတက်လာအောင်မယ်ဒီလိုပြောပြီးတော့နောက်ဘက်ဘက်ကိုသွားလို့မျက်နှာတက်လိုက်တယ်တအောင်မှာတော့အိမ်မော်ပြောင်းလာပြီးဖះရှိခိုးစီမီကတ်တောက်ရည်ချက်ကတ်က လူနာအတွက်လူအပ်တော်တွေကိုတွက်ချက်နေတယ်။အေးကွာ။ကာယကရှိလူနာမပါတော့မင်းအဖြေရတာတိတ်ပြီးတော့အဆင်မပြေလောက်။ပြောရရင်တော့အခုမိမကပြောကားတော့မကူးပေါ့ဗျာ။ကာယကရှိနဲ့တွေ့ပြီးစိတ်တော့ပူပြီးတိတ်ကြတာပေါ့။ဟုတ်စရာ။ဒါဆိုမနေ့ပြတ်အခုမိမကခေါ်လာခဲ့မယ်လေ။ဆရာတို့အားရမဟုတ်လား။အဲ့လိုလဲအဆင်ပြေတယ်။ခေါ်လာခဲ့တော့ပူကောင်းတာပေါ့။ဟုတ်ပြီဆရာ။ဒါဆိုအခုကိုခွင့်ပြုပါအောင်။ ဟုတ်ပြီဟုတ်ပြီအဲ့တဲ့ပြန်ပြီးရတဲ့မောင်ထင်ပေါ်ကဆရာဖြစ်သူကိုမနက်စာစားဖို့ခေါ်လိုက်တယ်။နောက်နေ့ရောက်တော့ကိုတားလာတို့လင်မယားရောက်လာခဲ့တယ်။လာလာအကိုတို့အပေါ်ထက်မှာဆရာစောင့်နေတယ်ဗျ။မောင်ထင်ပေါ်ကစီးချိုပြီးအပေါ်ထက်ကိုသွားခလိုက်တယ်။ကရကရှိလူနာရောက်တာနဲ့မောင်ရီကဘေးအနေချင်းဟောပေးပြီးတော့ပျော်ကားဆက်ရှိမရှိတေချစေဖို့စစ်ဆေးပြီးလူနာကိုဖျားကြော့ခိုင်းကအနောက်ကိုချစ်ဆေးထိုင်ခိုင်းတယ်။ကဲ ခန္ဓာရှင်တောက်ကြသမီးရဲ့နာနေတဲ့ဗိုက်ချုံရုံးမှာပယောကဆက်မိတွေ့တာမှတ်ရင်ဆရာကနင်းချေပေးတာချော့မြစေနဲ့မရှိဖတ်လို့ပေါက်ပါစေတာကဲခြေတော်တစ်ဖက်စီမာကြည့်ညမမတူစာကဆင်းထားတဲ့ခြေတော်ကိုတစ်ဖက်ချင်းစီမာကြည့်တယ်ဘလို့မှမလို့မြကဲဟုတ်ပြီခန္ဓာရှင်ရဲ့လဲချောင်းနဲ့ကလိကလိဖြစ်နေတဲ့ဥစ္စာအပင်းကြောင့်ဖြစ်တာမှတ်ရင်နင်းချေတာချော့မြစေနဲ့မဟုတ်ရင်ဖတ်လို့ပေါက်ပါပါစေတာ ကရကရှိရခြေထောက်ကိုထမပြက်နေဒီတခါလဲခြေထောက်ကလေးလံပြီးမလို့မရပြန်အောင်ကဲပျောကဆက်မှတ်ကဲဖတ်လို့ပေါက်ပါစီသားဗျာခြေထောက်မှကြည့်ညမမသူစားလေဆရာပြောတဲ့အတိုင်းခြေထောက်တစ်ဖက်ကြီးစီအောင်မှကြည့်တယ်ငကူနဲ့မတူပဲပေါက်ပါပြီးတော့ခြေထောက်ကအပေါ်မြောက်လို့ရနေတယ်ဘယ်နဲ့နေလဲပေါက်သလားလေးသလားညမခိုးကပေါက်သွားပြီစရာဆော့ဆော့ကဘလို့မကိုမလို့မရအောင်ကဲဟုတ်ပြီ အရှိလက်ပြီးတော့ဖះကိုဥချချေမတူစားလဲမောင်ရီကပြောတဲ့အတိုင်းဖះကိုဥချပြီးတော့ယောက်ျားဖြစ်သူရဲ့နှပေးမှာကြုံကြုံလေးလာထိုင်နေကိုတာလာမောင်ရီကဘက်ကိုလှည့်ပြီးတော့ဒါဆိုခုဘွဲအတွက်ဘာလို့အဲ့လဲစရာလိုအပ်တာပြောအကုန်ရှာပေးမယ်အရေးကြီးတာမတူစားနေပြန်ကောင်းဖို့ပဲစရာစစ်ချောက်ကိုပယောကဆက်မှန်သမျှကျွန်တော်တာဝန်ယူတယ်ကျင်းနဲ့ကျမ်းမာရေးကိစ္စတွေတော့စေလာလိုက်တဲ့လိုက်ရမယ်ဗျဟုတ်ကဲ့စရာ ကိုဘွဲအတွက်ကတော့ဘာမှတော့ထွေထွေထူးထူးမလိုပါဘူး။ငါပြောဝဝသုံးဖီးရဲ့အုံဒီတလုံးရဲ့ဖျောင်းနိုင်ရဲ့ဒါပဲလို့တယ်။ရားစရာမယ်စရာ။တောင်းအကြမှာတော့ပစ္စည်းအစုံလေးနဲ့အတူတူကိုသားလာပြောင်းလာခဲ့တယ်။မောင်ထင်ပေါ်လဲငါပြောသည်အုံဒီစေးပြီးပွဲပြင်လိုက်တယ်။အားလုံးပြီးစီရနဲ့မောင်ရီကဖျားရှိကိုငါးပါးတီလာခတ်ပြီးဆရာသခင်တို့ထံတောက်ကြသမီးအတွက်ပွဲလူပေးလို့လိုအပ်တဲ့အာနာဆက်အချားဆက်အမြင့်ဆက်မနှောဆက်တွေကိုတောင်းခံတယ်။ အဲ့နောက်မှာတော့မတူစာကိုခေါ်ပြီးဖះရှင်ကိုဦးချခိုင်းကဖြူစာနှောက်ရက်သူဆွေရှင်ကိုခေါ်သွင်းလာလိမ့်တယ်။ကဲတောက်ကြသမီးရဲ့အသက်နဲ့ခန္ဓာကိုအဘဆရာတခေတ္တအဲ့နံလှူဒန်းနိုင်ပါတယ်။အလူခံပေးသနာတော်မူပါအဘဆရာတခေအပေါင်းတို့ခင်ဗျာတောက်ကြသမီးရဲ့အသက်နဲ့ခန္ဓာကိုအဘဆရာတို့ထက်အဲ့နံထားပြီဖြစ်တဲ့အတွက်ခန္ဓာရှင်တောက်ကြသမီးကိုဖြူစာနှောက်ရက်ထားတဲ့မိတိပုပ်ကုမစို့ရောက်တဲ့နေရာကနေဒီကိုအရောက်လာခဲ့စမ်း မိတိပုံကမှမလာပဲမနေနိုင်စရာအဘဆရာသခင်တို့ရဲ့အမိတ်ငါဆရာကြီးအမိတ်ဟောင်းရခဲ့အဲ့လိုအမိတ်ပြက်လိုက်တာနဲ့လောက်ချီထားတဲ့မတုစာရဲ့လက်တွေကနပူးသလိုလိုတဆက်ဆက်တုံလာခဲ့တယ်။ငါခေါ်တာဆဲရရှင်နော်။ညီတို့ကဘာလို့လာတာလဲကွာ။ဒီပုဂ္ဂိုလ်ကဘာမှအပြစ်မပြောဘဲနေနေတယ်။ငါပြောနေရလေ။နင့်ကိုခေါ်သလားလို့ပြောစမ်းနှုတ်ကနေ။ဆရာရီစကားပြောလို့ရအောင်နှုတ်ဖွင့်ပေးလိုက်ကြ။ငါ ငါဆဲရှင်ပဲဟာတဲငါလောက်လိုက်ရနေငါဘာမှတ်နေလဲလာလေလို့ရမယ်ထိနေလားနေကဆဲရှင်မဟုတ်ဘူးတဲဒီလောက်ရှောက်ချက်နေတာကဲဆိုက်ရတွေဒီကောက်ကိုဆဲထုတ်ပြီးတော့ချုပ်တာအပြစ်ပေးတာငါမလွတ်မချင်းလွတ်မပေးနဲ့မတူစားကတစ်ချက်တိတ်ငနဲ့တုံသွားပြီးအသီးစိတ်ပြန်ကတ်လာတယ်ကဲနှမဘာမှမဖြစ်ဘူးစိတ်ကိုလျှော့ထားတောက်ကြသမီးကိုပြူစားနှောက်ရက်ထားတဲ့ဆဲရှင်ကိုယ်တိုင်ခွချက်ချဲလာခဲ့စားဟဲ့ ခို့တော့ခံနှုံးနဲ့လွှတ်နိုင်ခြင်းမရှိစေရအဘဆရာသခင်တွေရဲ့အမိတ်ဒီတော့မှမတူစာရဲ့လက်တော်မဟုတ်ပဲတကိုယ်လုံးကိုဝီစီးတော့တယ်မလာပဲနေနိုင်လားဟမ်ကိုမွေးထားတဲ့အကောင့်တွေကိုလှုပ်အောင်လားဒီပုဂ္ဂိုလ်ကဘာမှပြန်မပြောပဲတဆက်ဆက်နဲ့တုံနေတယ်လက်နှစ်ဖက်ကကြက်မြုံကိုတဘုံဘုံနဲ့ထုရနေတယ်ညိထားစားအဲ့ဒီလက်တွေမော်ရီကဒီလိုပြောပေမဲ့ဆွေးရှင်ကမကြားဟန်ဆောင်ပြီးတော့ကျဲမြုံကိုတဘုံဘုံနဲ့ထုရနေတယ် ဒီလောက်တော့ဖြစ်နေတာပေးစံပရိမောင်ရကလွယ်ထီးကပရိကိုကပ်ပြလိုက်တယ်ပရိရတာနဲ့သုံးခါချိုးပြီးတော့ကဲဤလက်တည်ဆွေးရှင်ဤလက်ဖြစ်ပါစေအဲ့လိုပြောပြီးတော့လက်ကိုပရိနဲ့တုံချက်စစ်ရလိုက်တယ်အာနာနာနာရဲဘယ်နဲ့လဲခုတော့အတန်ထွက်နေပြီလားတော်တော်အကူသူပေးတဲ့ကောင်ကဲပြောစမ်းနေမသူလဲဘာလို့လောက်တာလဲဟဲ့ နေဖြစ်မလားငါရိုက်ရမလားပြောဒီခါမှလည်းဆွေရဲရှင်ကမဖြစ်ပဲနေနေတယ်ကဲဒီလောက်တော့ဖြစ်နေတာလက်ကိုစီးထားရအောင်စီးထားခက်ကြမ်းကြမ်းစီးထားလက်ပေါ်တင်ပန်းပေါ်ရအောင်တင်ထားစာဒီတော့မှမတူစာရဲ့လက်နှစ်ဖက်ကခံရနေပြီးတော့ပန်းပေါ်ရောက်လာတယ်ကဲခေါင်းမနေတဲ့ပေါ့ခေါင်းမရင်မှဒီလောက်ကို့ဘောက်ကိုပြင်ရစံခန္ဓာရှည်တောက်ကြသမီးဤအသက်နဲ့ခန္ဓာထိခိုက်ခြင်းမရှိစေရဘူး ဆွေးချင်တာထိခတ်စေရမည်တောက်ခတ်နိုင်တဲ့ဆက်တွေပြာအတိကျစေဒီလိုအမိတ်ပြလိုက်တော့တောက်ကြသမီးဟာကို့ဘောက်ကိုမနာနဲ့ပြရိုက်တယ်ပြောတယ်ကွာမကြိုက်ဘူးခပ်ပြက်ပြက်ရိုက်ထားစမ်းမသူစာရဲ့လက်တွေကရနာချင်းမရှိပဲပါနှစ်ဖက်ကိုတဖြန်းဖြန်းနဲ့ရိုက်နေတယ်ပြောတော့မလားအနာခံအောင်မလားပြောပြောပါတော့မယ်ပြောပါတော့မယ်တော်ပါတော့ကလေးကမှကြမယ်မကြံနဲ့နော်ခေါင်းကဘရီးကြသွားမယ်ဘာမှနေလဲကဲ ်လက်ကညိထားတော့ဒီလိုပြောလိုက်မှလက်နှစ်ဖက်ကဒူးကောင်းမော်စီကျသွားတယ်။သူမရဲ့ပါနှစ်ဖက်ကနင်းနေပြီးမြေတွေလည်းကျလာတယ်။ကဲပြောမင်းမတူလေ။မမတူပါ။မတူဟုတ်လား။လေညာရဲ့လှပိုင်ကြီးကလေမျိုးလှန်လက်ထောက်တာမသိစေနဲ့။ဒီလိုပြောလိုက်တာနဲ့မတူဆိုင်ရဲ့ဥကောင်းကအပေါ်မှလာတယ်။တော်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 ပါတော့မညာတော့ပါဘူး။ပြောင်းလေမတူလို့ပြောင်းနင်းနေမယ်အမှန်။ ငါနဲ့မဲချို့အေးဟဲ့ချို့အေးမာရီကဲညာလက်ဝါကမတူစာရဲ့ပားပြမုတ်ကိုယောက်လာတယ်ငါလို့ပြောမလားပြောစမ်းနေဘူးသူလဲကျွန်မမချို့အေးပါရှိကဲမချို့အေးညတီခန္ဓာရှေတောက်ကြသမီးကိုဘာလို့ထားလဲပြောလေငါ့ကြောင့်သိတယ်နော်သိသိပါတယ်ဆရာမညာရတော့ပါဘူးကဲဖြေဘာလို့ထားတာလဲအပေးထည့်ထားတာပါ သူ့ဘိုက်ကချက်ဝေးလေးပါအကုန်အပေးထည့်ထားတာပါရုံမှလိုက်တာဘာတွေများရညွှန်းရန်စာရှိလို့လဲငါထင်တော့နင်းနဲ့ခန္ဓာရှိရသစင်းနေမဟုတ်ဘူးနော်ဟုတ်ပါတယ်ဆရာမယားညီမတွေပါသူ့မောလို့လှုပ်ထားတာပါသူ့အယံမုန်းနေဆရာမမြင်ချင်လောက်အောင်မုန်းတာပါကဲကဲသစင်းနေမှာမဟုတ်ပဲအချင်းချင်းခွန့်လို့ကြပေါ့လူဘဝမှာပြန်ဆောင်ဝင်ရဖို့ဆိုတာကလည်းနင်းနဲ့ရေဆက်မှမဟုတ်တာ သူနဲ့တက်တရားတဲ့တအိမ်နဲ့ပြည့်စုံစေတဲ့ရေဆက်ကိုလည်းအယမ်းမုန်းနေဆရာကဲကဲတော့ပြီငါမင်းမယ်နေခန္ဓာရှင်တောက်ကြသမီးကိုထက်ထားရတယ်ပြည့်ယူမလားမယူလားဒါပဲဖြစ်မယူနိုင်ဘူးဆရာတကယ်မယူလားတေချာစဉ်းစားပြီးမှဖြစ်နော်သူ့ကိုတည်အောင်တတ်မှာပြည့်မယူနိုင်ဘူးဆရာဟုတ်ပြီဒါတော့နေထိုင်တဲ့နေကံပဲကဲထင်းမောကြောက်ပြည့်ယူခဲ့ဟုတ်ဆရာ မောင်ထင်ပေါ်လဲစမအပြည့်ချထားတဲ့ကြောက်ပြဲအဝါလေးကိုယူလာပြီးတော့မတ်သူဆိုင်ရဲ့ရှေ့ကိုချပစ်လိုက်တယ်။ကဲနေပြဲမယူဘူးဆိုတာသိကြပြီလား။တရားတက်မှာတုံမရှိမှနားရည်မှာဒီလောက်ခေါင်းမနေတာဆိုင်ရရိအနောက်ကနေနေချပြီးတော့စမကြောက်ပြဲနဲ့ပြင်းပြင်းဆောက်ခိုင်းတာမသေးစေနဲ့။မောင်ရီကပြောလိုက်တာနဲ့မတ်သူဆိုင်အရှေ့ကိုထိုးချပြီးတော့နှစ်ဖူးပြင်းနဲ့စမကြောက်ပြဲတို့ဒုံဒုံဆောက်နေတယ်။အချက်ပေါင်းများစွာဆောက်ပြီးနောက် နှစ်ဖူးကဖူးယောင်လာပြီးတော့သွေးစေးတွေကကြောက်ပြင်မှာကတ်နေတယ်။ကဲယူတော့မလား။နင်းလောက်ထားတဲ့ဟာတွေယူယူပါတော့မယ်ရှင်။မဟုတ်ရင် तू မတည်ပဲကျွန်မတည်ရပါလိမ့်မယ်။ဟုတ်ပြီ။ဖះဦးချပြီးတော့အနောက်လက်ခြေစင်းနာ။မော်ရီကပြောတဲ့အတိုင်းမတ်သူစာအနောက်ဘက်လှည့်ပြီးတော့မှခြေစင်းထိုင်ကမိမိလှုပ်ထားသမျှကိုခေါင်းကနေခြေဆုံတက်ချနေတယ်။နှစ်ဖူးကဒင်ရတွေပါအကုန်ယူသွား။ဘယ်နေရာမှာမှပျော့ကဆက်တွေခြံထားမှမကြက်နဲ့တော့။ ငါစစ်လို့တွေ့ညတာတော့မှမဟုတ်ဘူး။ဟုတ်ကဲ့ပါရှင့်မချင်ရပါဘူးရှင်။အေးလက်မင်းမှာထည့်ထားတဲ့စံစာပါပြည့်ယူ။နောက်ပြီးတော့ချုပ်ဦးရဲဟာရီပါအကုန်ယူသွား။ဘာတစ်ခုမှကြံတော့မလို့ချင်ဘူး။နောက်နောက်ဒီတောက်ကြသမီးမှာနာရာအောင်နာရာရာရန်နာတွေထက်မကြားချင်ဘူး။ကြားလား။ဟုတ်ကဲ့ပါ။နောက်မဖြစ်စီရပါဘူးရှင်။မတူစားသူမရဲ့လက်နဲ့ခေါင်းစာချေအောင်တက်ချပြီးတော့အပေးထုတ်နေတယ်။လက်ဘေးမှာထည့်ထားတဲ့စံချေမြင်စလည်းတက်ချနေတယ်။ ်ကျိုးတဲ့ထဲ့ထားသမျှမကောင်းတဲ့စွန့်ပြညာရက်တွေကိုအကုန်ပြဲဦးနေတယ်။နိုင်ဝက်လောက်တက်ချပြီးတဲ့အခါမှာတော့လက်တွေငြိမ်းလို့ပေါ့မော်ပြတ်တည်ထားလိုက်တယ်။ကုန်ပြီလား။တကယ်ကုန်ပါပြီရှင့်။မယုံရင်စစ်ကြည့်ပါ။အင်းဟုတ်ပြီ။မာရီကဲကတေချာကိုစစ်ကြည့်လိုက်တယ်။ဟုတ်ပြီ။ဒါပေမဲ့ငင်းမပြတ်သေးနဲ့။နင်တို့လိုပညာသည်တွေရယုံရတာမဟုတ်ဘူး။တက်ဆိုင်ရေးတိုက်ပြီးမှလှုပ်ရမယ်။ အဲ့ဒီလိုပြောပြီးတစ္ဆာချက်ပြင်းပြင်းမန်းလို့ဆရာသခင်တို့နဲ့အပ်လိုက်တယ်။ကဲပြန်တော့နောက်နောက်ဒီတောက်ကြသမီးကိုရောတောက်ကြသမီးရဲ့မိသားစုကိုရောထပ်လုံးမကြနဲ့။တစ္ဆာဆိုရင်အရန်ကြောက်ဖို့ကောင်းတယ်နော်ကြားလား။ဟုတ်ကဲ့ဆရာကျမနာချင်နေပါပြီပြင်ဝင်ပြုတ်ပါတော့။အေးအေးသွားနိုင်ပြီ။နေ့တရက်တော့ငါလှုပ်ပေးလိုက်မယ်။ဘသူမှမခန်းစားနိုင်အောင်လို့ဆိုင်ရနဲ့ငါအပ်လိုက်ပြီ။ကြိုက်ထားလို့ပါဆရာ။ကဲသွားတော့အဲ့လိုပြောပြီးတော့ ငယ်ထစ်ကိုတုံချက်တောက်လိုက်တယ်။မတူစာမတူစာရှစ်ရှစ်စရာအေးတတိလို့သွားသေးလားကွာတတိတော့မလုပ်ဘူးစရာဒါပေမဲ့ကိုစိတ်ကိုထိချုပ်လို့မရဘူးဖြစ်နေတယ်အခုရောအဲ့လိုဖြစ်သေးလားပါးရည်နာသေးလားဘာမှမဖြစ်တော့ဘူးစရာအေးအေးဟုတ်ပြီဒါဆိုဖရားကတော့ချီဒီနေ့ကစပြီးမင်းမွေးတိုင်းဖာမွေးတိုင်းဖြစ်ပြီဟုတ်လားဘာမှပူစရာမလိုတော့ဘူးဟုတ်ကဲ့စရာ ခြေစူးလဲတင်ပါတယ်ဆရာဒီလိုနဲ့ဖះကတော့ပြီးမောင်ရီကဲဟိုပါ ကတော့လိုက်တယ်အိမ်ပြန်ရောက်ပြီးလေးငါးရဲ့ကြာပြီးဆိုပေမဲ့ကိုတာလာရဲ့ရေထဲမှာတနှုံနှုံဖြစ်နေတယ်ငါရင်နဲ့ဒီယာကြီးကမမင်းရိုက်ငါနေရတာရင်နဲ့တနှုံနှုံနဲ့ကွာမဖြစ်ဘူးငါမင်းမှဖြစ်တော့မယ်အဲ့လိုတွေးပြီးတော့မိဖို့ထဲမှာချက်ပြုတ်နေတဲ့မတ်သူစာစီဝင်လာခဲ့တယ်သူစာမင်းကိုဆရာတို့ဆေးကုပေးတော့နေပြောတဲ့စကားတွေကိုနေပြအမှတ်ရသေးလား တရားမရတာပေါ့ငါသိစိတ်တွေလွတ်သွားတာမှမဟုတ်တာဒါဆိုငါစိတ်ထဲမရှင်းတာလေးမေးချင်လို့မင်းလေကိုတာလာရဲ့လင်းများကျုံဘာတွေစကားပလင်ခံနေရတာလဲဒီလိုကွာအဲ့တော့ဆရာမင်းနမယ်ဘဲရလဲမေးတော့ပထမတစ်ခေါက်ကမီတူးလို့ဖြစ်တယ်ဆရာအမှန်တမ်းဖြစ်ဆိုတော့ချိုအေးလို့ဖြစ်တယ်အဲ့လေအဲ့တော့ဘာဖြစ်လို့လဲရှင့်အဲ့ဒါနေမနေဖြစ်ရလားဒါမှမဟုတ် တခြားတယောက်ကဖြစ်ရလားသိချင်လို့ အေးဟာကျုပ်လည်းစဉ်းစားနေတာကျုပ်ကဖြစ်နေတာမဟုတ်ဘူးတရရောက်ကကျုပ်စိတ်တွေကိုချုပ်ကံပြီးဖြစ်နေတာဒါဆိုမင်းကိုပြူစားထားတဲ့သူကတခြားလို့မဟုတ်ဘူးပေါ့မင်းတရိပ်ထားမိလားတော့မသိဘူးဒီရက်ပိုင်းဟိုကောက်မင်းမတခြားရှောက်ဖြစ်နေရဲ့နော်မင်းမကောင်းလို့ဆိုပြီးအပြုံကိုမထွက်တော့တာဟုတ်တယ်နော်ကုတာလကျုပ်လည်းအစကတည်းကသူ့ကိုတိတ်ပြီးမသိငါချင်ဘူးကျုပ်ကလေးဝေးပြီးတော့ချုံယုံမချောက်သေးလို့သူ့ကိုစိတ်ချခံနေတယ် ။သူကအိမ်ငန်းထဲခေါ်ပြီးစိတ်ထည့်ပေးတယ်။နောက်ပြီးအထင်အနာအမြန်ကြောက်ဆိုပြီးတော့စိတ်တခွလည်းဖြောက်တိုက်သေးတယ်။အဲ့ကလေးကကြုံဖက်တွေခါတွေမတိမတအောင်နာနေတာ။လေချောင်းထဲမှာလည်းကလိကလိနဲ့ရားနေတော့တာ။အဲ့ကလေးကနေဘာလို့မပြောရလဲမတူစားရဲ့။ရှင်ရလဲလေကို့မိသားစုတွေကလူပဲ။ကိုကဘယ်ထင်မှမလဲတော့။ဒီကောင်မရောက်လာကလေးကအဖေနဲ့အမေတို့လည်းကောင်းကောင်းကိုမနေရအောင်ခဏခဏဖြားနေတာ။နောက်ပြီးတော့နင့်ကိုလည်းတိတ်မကြည့်ဘူး။ ကျုပ်တို့အတွက်အဖေတို့အိမ်ဆောက်ပေးတော့လေသူမျက်နှာမလှဘူးတော့မတက်တာလို့သာဆက်ဆင်ရတဲ့သဘောရှိတယ်။အင်းလေးခြံထဲကထွက်သမျှအတီးနံတွေရောင်းတော့လေသူပဲငွေတွေအကုန်သိမ်းထားတာအမေမှပါတိတ်လေးတစ်ထည်ဝယ်ဖို့တော့ငွေမရှိဘူးကျုပ်ဝယ်ကြောလိုက်လို့တော်သေးတယ်လေကျုပ်ကသူ့လို့သမျှကိုတင့်နေတော့မလုံမုံတာဖြစ်နေမှာပေါ့သူစိတ်နဲ့နှိုင်းတာနေမှာပေါ့အဲ့ဒီအရာများအိမ်ရှိကိုပြန်ပြီးအနိုင်ကျရတယ်လို့ဒီတိုင်းဆိုအမေတို့ကိုဒိဋ္ဌိပေးထားမယ် မဟေ့ဒီကောင်မလက်ချက်နဲ့လုံးမပါတော့မှာကွာခတ်တယ်ကိုသားလာရဲ့ကိုမိသားစုတွေကဖြစ်နေတော့တရွေ့ကိုပက်လက်ထွေးသလိုဖြစ်နေပြီကို့ဘော်ပဲပြေးရောက်နေရလေအိမ်ခွဲနေလိုက်ရဲ့ကောင်းမထင်းနဲ့နော်ဒီလိုမှမဟုတ်ရင်လည်းသူ့ရောက်သူပြန်နေခိုင်းရင်ကောင်းမလားကဲပါမကောင်းမသိရင်လည်းရှောင်နေုံပဲပေါ့ရှင့်နောက်တော့လည်းသူ့ဘာသာသူစင်ကျင်သွားပါလိမ့်မယ်အေးကွာမင်းပြောသလိုပဲကိုထွေးတဲ့သူတွေကို့ဘော်ပြန်ကြတယ်ဆိုတာမျိုးကွာ ကိုတာလာတို့လင်မယားနှစ်ယောက်ထိအเจ้าတွေကိုတွေ့ပြီးရတက်မအေးနာဖြစ်နေတယ်။ဦးတင်ဝင်းတို့ရဲ့ချင်းမငယ်ဖြစ်သူမက်ချိုအေးဟာပါထန်းရွာသူတရားမဟုတ် တခြားရွာကနေအိမ်အောင်ကြလာတဲ့သူ။ဒါကြောင့်လဲသူမရဲ့ဒလေးစရက်ကိုမသိရ။သူမအိမ်ကိုရောက်လာပြီးသိမချခဲ့မှာပဲ။ယောက်ျားမဖြစ်သူကခဏခဏနေမကောင်းတဲ့တခြားရောက်ဖြစ်နေတယ်။စီးပွားရေးမှန်သမျှလဲသူမပဲချုပ်ကင်ထားတယ်။အရာရာသူမစိတ်တိုင်းကြစီစဉ်တော့တယ်။ဒါကိုရိပ်မိနေတဲ့အကြီးကောက်ရဲ့မယားက ူးစိမ်မှူးအောက်မှာမနေလို့တဲ့အတွက်မိမတို့ကိုပျော်ပြီးအိတ်ခွဲနေတယ်။ဒီမှာတရွာသူမချိုအေးရဲ့ဒေါသအမျက်တွေကမတူစားပေါ်မှာကြောက်ရောက်သွားခဲ့တယ်။ဒါကြောင့်လဲအခွင့်ရှိတိုင်းအကောက်ကျန်တော့တယ်။သူမကတာမန်လူမဟုတ်ဝန်းနည်းဆုံးပညာပါလာတဲ့သူ။ဒါကြောင့်လဲအဲ့ဒီပညာကိုအသုံးချပြီးတော့အမျိုးမျိုးကျက်စီတယ်။စိုးပညာတရားအကောင်ပဂရိတိုင်းရှိနေတဲ့လူတယောက်ကို ပြူစားဖို့ဆိုတာမလွယ်ဘူး။အဲ့ဒီလူကံ့ကြိတ်ဒါမှမဟုတ်ခန္ဓာမှာအနာရှိနေတဲ့အခြေကြမှာပဲပြူစားဖို့လွယ်ကူတာ ဒါကြောင့်လည်းမချို့အေက "तू မကန့်ညက်မဲ့အချိန်နေမကောင်းမဲ့အချိန်ကိုအမြင်နဲ့ချောင်းနေတယ်။ तू မဆူတောင်းပြလို့လားဒါမှမဟုတ် तू မရဲ့ကန့်ဆိုးမုံမောင်ချင်ကြောင်းလားမသိ။မတူစားတားလေးကိုဘိုက်ခွဲဝင်းနေတဲ့အချိန်မှာဘိုက်ချုပ်ယူတဲ့ तू မကိုစေးထက်ခါနေတယ်။ तू မရဲ့အကျင့်စီတိုင်းဘိုက်ခွဲထားတဲ့အနာလေးကိုပညာဆက်တွေထည့်ထားတယ်။စံချင်းမြင်အပင်းကိုလည်းစေးွက်တဲ့ထည့်ထားလိုက်တယ်။ तू မရဲ့စီမံကိန်းကတနည်းတနည်းပြည့်တဲ့နေရာစားလို့ မတူစားလူလောကရေရနေထွက်သွားရမယ်နေ့ဒီနေ့ကိုသူမကမျောလင့်ကြကြီးစောင့်စားနေခဲ့တယ်ဒါပေမဲ့တနေ့မပြည့်ခဲ့၃လအလုံးမှာပဲသူမရဲ့မျောလင့်ချက်ပြက်စီးခဲ့ရပြီ သူမရဲ့ဘဝအမှန်ကိုမိသားစုတွေကလူတချို့သိခဲ့လိမ့်ပြီထပ်ပြီးအရှက်မကွဲလို့တော့မို့သူမချစ်တဲ့ယောက်ျားကိုခေါ်ပြီးတော့သူမရဲ့ဇာတိရောက်ကိုပြန်သွားခဲ့ပါတယ်မချို့အေးပြန်သွားပြီးနောက်ပိုင်းမှာဦးတည်ဝင်းတို့မိသားစုရဲ့ကျမ်းမာရေးလည်းထူးထူးခြားခြားဖြစ်လာခဲ့တယ် မတ်တုံစာတို့ရဲ့စီးပွားရေးကလည်းတိတိတသာတိုးတက်လာခဲ့တယ်။တချို့အရာတွေကမိမိမထင်ထားတဲ့သူတွေကသာလေမိမိရဲ့နောက်ကျောကိုဓာတ်နဲ့ထိုးတက်တယ်လေ။ပရိသတ်များရဲ့မောင်ရီကဲနဲ့ယုံကြည်မှု၏နောက်ွယ်ဇလန်လေးကတော့ဒီလောက်ပါပဲနော်။နားစေအားပေးကြတဲ့ပရိသတ်တွေတူကြီးစီကိုကျေးဇူးထူးပဲတည်ရှိသလို။စာရည်သူခုံးကိုလည်းကျေးဇူးထူးပဲတည်ရှိပါရဲ့ရှင့်။ဒီဇလာလေးကိုတိဆက်ပြီးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ်။ပရိသတ်များအားလုံးပဲ ကံကောင်းခြင်းပြည့်ရွှေခြင်းကျမ်းမာခြင်းတွေကို အစဉ်ထာဝရပတ်ဆိုင်နိုင်ကြပါစေရှင်။